အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင်စစ်တပ်ကိုထောက်ခံမှုအပေးရန်နှင့်အထူးရောက်အလိညာရွေးကောက်ပွဲကိုစတင်ကန့်ကွက်ရန်နိုင်ငံတကာသို့တမ်းမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲများကိုသိရှိနားလည်လျင် စစ်တပ်ကိုထောက်ခံမှုမပေးရန်နှင့်စစ်တပ်၏အတူရောင်းအလိညာရွေးကောက်ပွဲကိုဆန့်ကျင်ကပ်ကွက်ကြရန်နိုင်ငံတကာသုခုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဦးတော်မိုးထွန်းကတိုက်တွန်းလိုက်ပါတယ်စက်တင်ဘာလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အဆောက်အုံတွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏အခြေအနေဆိုင်ရာအစည်းအမြစ် conference high level conference on the situation of rohingya muslim and other minority တွင် ၎င်းကအထက်ပါတိုက်တိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကုဆယ်လေတပ်အမတ်ကြီးဦးကျော်မိုးထွန်းကရိုဟင်ဂျာမွတ်စလင်များ၏အခြေအနေသည်ကာလကြာမြင့်စွာဖြစ်ပေါ်နေပြီးကြီးလေသောလူသားချင်းစာနာထောက်ထားမှုနှင့်လူခွင့်ရေးဆိုင်ရာအကြက်တဲကိုဖော်ပြလျက်ရှိကြောင်းလက်ရှိအခြေအနေ၌စစ်တပ်ကရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းမှပုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ရိုဟင်ဂျာများနေရက်တို့ဘေးကင်းလုံခြုံစွာတိတ်ခါရှိစွာဆန္ဒအလျောက်ပြန်လည်တွားရောက်နိုင်ရေးအတွက်အချိန်တို့အတွင်ပြစ်လာနိုင်ပေအလားလားဤတို့များမတွေ့မြင်ရကြောင်းပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2021ခုနှစ်တွင်ရိုဟင်ဂျာအရေးအတွက်မူဝါဒရည်တည်ချက်ကိုအတည်ပြုထုတ်ပြန်ခဲ့ပြီးရိုဟင်ဂျာအရေးကိစ္စဖြေရှင်းရေးကို အစိုးရမှရှောက်လန်းနေသည့်ပင်မပန်းနိုင်ဤတစိတပိုင်းအဖြစ်ဂတိကဝတ်ပြုထားကြောင်းနေရက်ပြန်လည်သွားရောက်ရေးအတွက်အထောက်အပံ့ဖြစ်စေမဲ့ပဝင်းကျင်ကောင်းတစ်ခုဖန်တီးနိုင်ရေးအတွက်စစ်အာဏာရှင်စနစ်နှင့်အယက်သားပြည်သူလူထုအပေါ်၎င်းတို့ကျူးလွန်နေသည့်ရက်ဆက်ကြမ်းကြုတ်မှုများအားခြုံငင်းရေးတို့ကိုဥစွာဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကဆိုပါရယ်ရိုဟင်ဂျာများအပါအဝင်မြန်မာပြည်သူတရက်လုံးခံစားနေရတဲ့ဒုက္ခဆင်းရဲများကိုကောင်းစွာသိရှိနားလည်ပြီးဖြစ်သဖြင့် စစ်တပ်အားနိုင်ငံရေးစစ်ရေးနဲ့ငွေကြေးအရာထောက်ပံ့မှုမပေးရနှင့်၎င်းတို့စီစဉ်နေသည့်အတုရောင်အလိညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြရန်နိုင်ငံတကာအသိုက်အဝန်းကိုအကြံပြုလိုကြောင်းရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနေစုများ၏အခြေအနေအားဖြေရှင်းရာတွင်ပြဿနာဤစစ်မြေအားမဖြေရှင်းပေမဖြစ်နိုင်ကြောင်းစစ်အာဏာရှင်စနစ်နဲ့၎င်းတို့မတရားသိမ်းယူထားတဲ့အာဏာနဲ့၎င်းတို့အစဉ်တစိုက်အကျိုးခံစားခွင့်ရရှိနေသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်အောင် ်ခြုံငိမ့်နိုင်မှသာလျှင်ရလက်ကောင်ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်းတမ်မတ်ကြီးကသတိပေးပါရယ်စစ်တပ်ရတင်းအကျက်စစ်မှုထမ်းခိုင်းစေခြင်းကလည်းရိုဟင်ဂျာမိသားစုများနဲ့အခြားသောလူနည်းစုများအပါအဝင်အိမ်နောက်စုအလုံးအတွက်ချိန်ချောက်မှုဖြစ်နေကြောင်းအပီပီဆိုင်ရာမှုကင်းခွင့်ရများသည်လည်းမြန်မာနိုင်ငံတွင်လုံခြုံသည့်ရဝန်းအားခြေကုပ်ယူထားကြောင်းရိုဟင်ဂျာအကျက်အတဲအတွက်စစ်မှန်ရိုးရှင်းသောအလုံးပါဝင်သော Federal Democracy ကသာလျှင်အလားအလာကောက်မှွန်သော ရေရှည်တည်တတ်သော ဖြည့်ရှင်းမှုကိုစောင့်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း တမ်မတ်ကြီးကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနေစုများ၏အခြေအနေဆိုင်ရာအဆင့်မြင့်ကွန်ဖရင့်သို့ကုလသမဂ္ဂအထွေထွေညီလာခံသဘာဝပတ်တီကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှရှက်တီဂက်ဗနန် Woman Peace Network မြန်မာတည်ထောင်သူနှင့်အမှုဆောင်ညွှန်ကြားရေးမှူးမတ်ဝေဝေနူကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Arakan Youth Peace Network တည်ထောင်သူ Mr. Rovit Hassan ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး မစ္စတာရိုပေဟာဆင်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးမစ္စတာဖီလီပိုဂရန်တီ Refugee Women for Peace and Justice အမှုဆောင်ညွှန်ကြားရေးမှူး Mrs. Lucky Karen လူခွင့်ရေးဆိုင်ရာမဟာမင်းကြီး Mr. Bokatra Rohingya Student Network တည်ထောင်သူ Mr. Mount Sawit Drala နဲ့အာဆီယံဥက္ကဋ္ဌကြီးအထူးကိုယ်စားလှယ် Asian Master Adaman Hassan တို့တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီး ခရင်နီတွင်စစ်တပ်စစ်ကြောင်းများကဖရူဆိုအထိရောက်ရှိလာပြီးစစ်တပ်ကိုအနိုင်ယူနိုင်ရေးစည်းလုံးညီညွတ်မှုအရေးကြီးဟု KMDF ဒုစစ်ဦးစီးချုပ်သတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ခရင်နီတွင်စစ်တပ်စစ်ကြောင်းများကဖရူဆိုအထိရောက်ရှိလာပြီးစစ်တပ်ကိုအနိုင်ယူနိုင်ရေးစည်းလုံးညီညွတ်မှုအရေးကြီးကြောင်း KMDF ဒုစစ်ဦးစီးချုပ်မာဝီကသတိပေးပြောဆိုလိုက်ပါတယ်။စက်တင်ဘာလ28ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မြို့နယ်တွင်ကျင်းပသောခရယာခရင်နီရိုးရဒီကူးပွဲတော်၌အမှာစကားပြောရာတွင် ဒူးစစ်ဦးစီးချုပ်မှာဝီကထိုးသောသတိပေးပြောဆိုလာခြင်းဖြစ်ပါသည်။ကရင်ပြည်တွင်စစ်တပ်ဆက်ကြောင်းများကဖလူဆိုအထိရောက်လာကြောင်း၂၀23ခုနှစ်နိုဝင်ဘာလ17ရက်နေ့တင်လီလုံးစစ်စင်ရေးမတိုင်မီအခြေအနေသို့ပြန်လည်ရောက်ရှိလာကြောင်းတော်လရေးတံများအနေဖြင့်စီလုံးညညစွာဖြင့်ပြန်လည်တိုက်ခတ်ရမည်ဖြစ်ကြောင်း KMDF 20OC ကျုံမာဝီကသတိပေးပါရယ်ဒီနေ့အထိမြေပြင်အခြေအနေမှာဆိုလို့ရှိရင်ဖရူဆို14ချောင်းအထိကိုသူ့ရဲ့စစ်ရိတ်ခါကအများကြီးရောက်သွားပြီဖြစ်တဲ့ တင်လီလုံးမစခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေမျိုးဖြစ်တဲ့ကျွန်တော်တို့အများကြီးပြန်အလုပ်လုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်အခြေအနေမျိုးရှိနေတယ်။အဲဒီတော့ဒီမှာရောက်နေတဲ့လူငယ်တွေလည်းအချိန်သာရှိတယ်။အခွင့်ရေးသာပေးမယ်ဆိုရင်ကျွန်တော်တို့နဲ့အတူတူတိုက်ခိုက်ဖို့ရအတွက်အောင်ပွဲတွေအတူတူခံဖို့ရအတွက်ဖိတ်ခေါ်လိုပါတယ်ဟု၎င်းကဆိုပါတယ်။ကရင်နီပြည်အတွင်းကောက်ခံရရှိထားသောအခွင့်အရေးများထဲမှာ60ရာခိုင်နှုန်းနီးပါးကိုစစ်ရေးအတွက်အသုံးပြုထားကြောင်း ထိုရာတွင်အဖွဲ့ကွဲများစွာရှိနေသည့်အတွက်ခွဲချမ်းစိတ်ဖြာနေရသောကြောင့်အလဟတ်တ်ဖြစ်ပြီးရှေ့မရောက်တော့ကြောင်း၎င်းကထုတ်ဖော်ပြောဆိုပါသည်ကျွန်တော်တို့တလတလခရင်နီပြည်နယ်မှာအခွန်ရရှိမှု3000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာပထမဦးဆုံးထုတ်ပြောခြင်းလေးဖြစ်ပါတယ်အဲ့ဒီ3000မှာ3400လောက်ကကာကွယ်ရေးဘက်မှအသုံးပြုတာဖြစ်ပါတယ်3400ဆိုတဲ့ပတ်စံအရေးအတွက်ဟာဥပမာ AKG 4သိန်းဝယ်လို့ရပါတယ်ကျွန်တော်ဒီမလာခင်မှာစစ်ဖက်တရင်တရင်ကိုကျွန်တော်တို့တင်နေ AKG တသိန်းကျော်လေးပဲကုန်နေတရင်တရင်ကိုပြန်မြအားဖြင့်ကြည်တသိန်းနဲ့သိမ်းလို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်တလားတလားရတဲ့ငွေကကြည်စံ၄သိန်းဝယ်လို့ရရင်အနည်းဆုံးတရင်၂ရင်၃ရင်ကိုအသာလေးသိမ်းလို့ရတယ်ဒါပေမဲ့စိတ်ပြက်စရာပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့သုံးတာမဟုတ်ပဲ KA ကဘလောက်ပါဆန်ကလလတာကဘလောက်ပါဆန် KMDF ကဘလောက်ပါဆန်ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့အရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေခေါင်းကွဲပြီးတော့ဘယ်တက်ရင်မှမသိမ်းနိုင်ဖြစ်နေရပါတယ် အဲ့ဒီတော့လူထုအနေနဲ့ဓာရီကိုများများတွန်းအားပေးဖို့လိုပါတယ်ဟု KMTF ဒုစစ်ဦးစီးချုပ်မှာဝီကတည်ပြပါတယ်။ထို့ပြင်စစ်တပ်ကိုအောင်နိုင်ရေးအတွက်စီလုံးညီညွတ်ရေးနဲ့စစ်ရေးအတွက်အထူးကငွေကြေးပုံအော်အသုံးပြုနိုင်ရန်အရေးကြီးကြောင်း၎င်းကထောက်ပြပါတယ်။ကျွန်တော်တို့ပြည်နယ်စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်၁စီလုံးရမယ်။နံပါတ်၂ရှိတဲ့ resource တွေကိုပုံအော်ပြီးသုံးနိုင်မှာပဲနိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့အခုချိန်မှာစူးစမ်းဆဲဖြစ်နေတဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ background အသီးသီးအချို့လဲဒီမှာလာကြတယ်။ အဖွဲ့အစည်းအသီးသီးရဲ့နောက်ခံတွေရှိပါလိမ့်မယ်။မိမိအဖွဲ့အစည်းတွေမိမိရဲ့ယင်းနီးယားယင်းနီးကျောင်းတွေကိုပြန်ပြီးတော့ပြောပြနိုင်ဖို့ကျွန်တော်တို့ဒီသတင်းစကားပလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့မှာငွေရှိတယ်၊ကျွန်တော်တို့မှာလူရှိတယ်၊ကျွန်တော်တို့မှာတက်တီရှိတယ်၊လုံနိုင်စွမ်းရှိတယ်။ဒါပေမဲ့ဘာလို့မအောင်နိုင်သေးတာလဲဆိုလို့ရှိရင်အစောနာကကျွန်တော်ပြောတယ် organization နဲ့ centric အရန်များနေတဲ့အတွက်ကြောင့်မအောင်နိုင်သေးတာဖြစ်တယ်။အဲ့ဒီတော့ခမားတို့ကျွန်တော်တို့အလုံးမှာတာဝန်ရှိတယ်။ကျွန်တော်တို့တွန်းရမယ်။ကျွန်တော်တို့စစ်မိတ်စာတွေကိုအမြန်ဆုံးတွန်းလှန်နိုင်ဖို့ရအတွက် အလဲထိုးနိုင်ဖို့ရာအတွက်ဆက်ကြိုးစားရမယ်ဟု KMDF 2စစ်ဦးစီးချုပ်မာဝီကတတိပေးပါရယ်လက်တလောခရီးနီပြည်တွင်စစ်တပ်ကဒီမော်ဆိုဖူဆိုနဲ့ဗော်လက်ခဲထိုးကိုစစ်ကြောင်းများစွာအင်အားဖြည့်၍အလုံးအရင်ဖြင့်ထိုးစစ်ဆင်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါရယ်ဂျမိုက်တရင်တင်ဆက်မှုကိုဒီမာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစီရှင်